သေခြင်းတရားနဲ့ထိတ်တိုက်တွေ့လာတဲ့အချိန်ဒီအချိန်မှငါတေသွားမယ်ဆိုလို့ရှိရင်ဆိုတဲ့အတွေးကောင်းကောင်းမွန်မွန်လေးသေခြင်းတရားကိုရင်ဆိုင်နိုင်တဲ့အစွမ်းရှိကြတယ်ဒါကလူတိုင်းတွေ့ရမယ်အခက်အခဲပေါ့အခက်အခဲဖြစ်တဲ့အတွေ့အကြုံအကြီးအချင်းရှိမှပဲပြေလည်အောင် ရှင်းနိုင်ပါ ခဲအခဲဆိုတာအရေးချင်းမရှိရင်ကိုယ်လွှမ်းမိုးဖြည့်စည်းနှိမ့်ဆက်သွားမယ်အရာကိုကအရေးချင်းရှိမယ်ဆိုရင်တော့လွယ်လွယ်ကူကူကြော်လွှားသွားနိုင်မယ်ဒါဖုန်းဖုန်းတို့လည်းပဲအဲ့ဒီတည်ခြင်းဆိုတဲ့အခက်ခဲနဲ့ပတ်သက်ပြီးတော့မကြာခဏစဉ်းစားဖြစ်တယ်စဉ်းလဲစဉ်းစားသင့်ပါတယ်လူတိုင်းတတိယနေ့မှာဆင်းရဲတယ်ဆိုတာဘာတော့လို့မင်းဒေါသက အဲ့ဒီဒေါသရဲ့ရှေ့မှာတနည်းအားဖြင့်ဒေါသရဲ့နောက်ကွယ်မှာဘာလို့ရှိတော့လောဘရှိတယ်။ရေဘူးရပြောတာနော်။အဲ့ဒီလောဘရဲ့နောက်ကွယ်မှာရောနောက်ထပ်ကြိုးကင်နေတဲ့အလွန်ကြီးမားတဲ့ကြောက်မဲ့ဖွယ်ရာခေါင်းဆောင်ကြီးရှိတယ်။ဘာလို့ဆိုတော့မောဟအဝိဇ္ဇာ။လောဘဒေါသမောဟ။တကယ်ဖြစ်စဉ်ကမောဟလောဘဒေါသဒီလိုသွားတယ်နော်။အဲ့တော့ကျွန်တော်ကဒေါသဖြစ်မှာပဲ။ ဆင်းရဲတယ်ဆိုတာသိကြတော့ဒေါ်ဒေါသဖြစ်ပြီဆိုရင်တော့ဆင်းရဲတော့တာအဲ့ဒီဒေါသဟာလောဘကြောင့်ဖြစ်နေတာလို့လောဘရဲ့နော်အစွမ်းကိုကြတော့ဘုံတော့တိတ်ပြီးတော့မမြင်မိဘူးနော်အဲ့ဒီလောဘကလည်းပဲမောဟကြောင့်ဖြစ်နေတာလို့မောဟရဲ့အစွမ်းကိုကြတော့ပို့ပြီးတော့တောင်းမမြင်မိဘူးအဲ့ဒါလို့ဆိုရင်ဘုံတို့မဆင်းရဲခြင်းဘူးဆိုလို့ရှိရင်ချမ်းသာခြင်းနဲ့ဆိုရင်ဒေါသမဖြစ်အောင်လုပ်ရမယ် ကုသိုလ်များတဲ့လူကုသိုလ်ပြုထားတဲ့လူဟာသိမှမကြောက်ဘူးနော်ဒီသဘောလေးကိုခေါမနောကပို့ပြီးတော့လက်တွေ့ကြကြဘလို့လေးနားလည်စီခြင်းသေးလဲဆိုတော့ကောင်းတဲ့စိတ်တွေကိုသာခဏခဏဖြစ်အောင်လုပ်နေနော်စိတ်ကောင်းနှလုံးကောင်းနဲ့နော်အနေများတယ်စိတ်ကောင်းနှလုံးကောင်းအဖြစ်များတယ်ဆိုရင်သိရင်လည်းဒီစိတ်ကောင်းနှလုံးကောင်းအဖြစ်များတဲ့စိတ်ကလေးကနော်ဖြစ်မှာပဲသူကအဲ့ဒါဆိုရင်ဘာဖြစ်မှာတော့ဘာမှသိခြင်းတရားကိုဖုန်းဖုန်းတို့ရုပ်ပြရှင်းပြကြီးရင်ဆိုင်ရเสียအကြောင်းမရှိဘူး ဒီသဘောပေါ့နော်အဲဒီနေရာမှာတည်ခြင်းနဲ့ပတ်သက်ပြီးတော့ဘုန်းတို့တွေးတဲ့နေရာမှာနော်အယူဆမှားတွေလည်းဝင်မဝင်မို့လို့ပဲပေါ့တချို့ကလိုလာတဲ့ပို့ပြီးတော့ကြောက်ရွံ့ထိတ်လန့်နေတာတွေရှိဟုတ်လားတို့ကြပါစို့ဟာအကုလိုတရားတွေက အပေချမှာอืมဒီစကားကနားလေတရားရှင်းပြတရားအများကြီးရှိတယ် အပေချရဲဆိုတာချနိုင်ကြီးရှိတယ်လို့ပြောတာချကိုချလိမ့်မယ်လို့ပြောတာမဟုတ်ဘူးချကိုချလိမ့်မယ်ဆိုရင်လူပြန်ဖြစ်เสียရတဲ့တော်ဝါကိုရှိမှာမို့အကုန်အပေကြီးသွားကြဖို့ရှိဟုတ်လားအကုသိုလ်ဖြစ်တိုင်းသာအပေရောက်ရသဏ္ဍန်ဆိုလို့ရှိရင်အကုန်အပေပုံကြီးရောက်နေကြအမှန်အကုသိုလ်ဟာအပေကိုဖြစ်စေနိုင်တဲ့အစွမ်းရှိတယ်လို့ပြောတာဟုတ်တယ်ဖြစ်စေနိုင်တဲ့အစွမ်းရှိတယ်လို့ပြောတာဖြစ်ကိုဖြစ်လိမ့်မယ်လို့ပြောတာမဟုတ်ဘူးမတူဘူးတော့စကားနှစ်ခု ဆိုကြပါစို့ဦးစင်းတစ်ခုဥမှန်ပေးမယ်မျိုးစင်ဟာအပင်ပေါက်လိမ့်မယ်လို့ပြောတာအပင်ပေါက်နိုင်ခြေရှိတယ်လို့သာပြောတာပေါက်ကိုပေါက်လိမ့်မယ်လို့ပြောတာမဟုတ်ဘူးသူ့မှာအပင်ပေါက်ဖို့အတွက်နောက်ထပ်အကြောင်းတရားတွေအများကြီးလိုသေးရဲ့လေမြေပေါ်ရောက်ဖို့လိုမယ်မြေတောင်ခြောက်သွေ့နေတဲ့မြေဆိုပေါက်မှာမဟုတ်ဘူးဆွဆွတဲ့အည်တဲ့ဆွဆွတဲ့နေရာမှာရောက်ဖို့လိုမယ်အလင်းရောင်ရှိဖို့လိုမယ်ဟုတ်လားဒါကြောင့်မလို့ဟိုညောင်မဲတမဲမှာညောင်စည်တွေများစွာနော်ဒါတစ်နှစ်တစ်ခါဖြစ်ပေါ်လာတယ်ပြီးနေ အဲ့ဒီညောင်စေးတွေတဲ့အကုန်လုံးညောင်မဲပေါက်သလားမပေါက်ဘူးနော်ချို့လည်းပေါက်တယ်ပေါက်ပြီးတော့ခဏနဲ့သေသွားတာပဲဟုတ်တယ်မို့လားအကုသိုလ်တရားနဲ့ဒီအပေပုံကိုလည်းပဲအဲ့ဒါလို့ဘုန်းဘုန်းတို့ဘာလို့အောင်လို့နားလေရမယ်ဖြစ်နိုင်ချေရှိတယ်လို့ပြောတာဖြစ်ကိုဖြစ်လိမ့်မယ်လို့ပြောတာမဟုတ်ဘူးတချွန်းအဲ့ဒါကိုစွတ်ကြောက်နေတာလည်းရှိတယ်အဲ့တော့တကယ်လို့ဟိုကြောက်တာကြီးကိုဟိုလုံးဝဓာကြီးရဲ့ကြောက်စရာမဟုတ်ပါဘူးလို့ဆိုလိုတာလည်းမဟုတ်ဘူး ဟိုတားမယ်ဆိုရင်တားလို့ရတယ်ဆိုတာကိုပြောတာတားလို့မရတဲ့အခြေအနေကြီးလို့ထင်နေရင်တော့အဲ့ဒါပြဿနာအကြီးဖြစ်နေပြီဟုတ်လားတားလို့မရတဲ့အနေထားမဟုတ်ဘာလို့မလို့တားရမယ်ဘာနဲ့တားမလို့ဆိုတော့ကုစုစိတ်နဲ့တားရမယ်အဲ့ဒါကိုလည်းစာရီထဲမှာအလွန်ဖို့တန်တဲ့ဥမာလေးပေးထားတာရှိတယ်ဟိုကြောက်ခဲရရည်တဲ့နစ်တက်တဲ့သဘာဝနစ်မှာပဲတို့ကကြောက်ခဲရရည်နစ်တယ်လို့ပြောလွဲကိုမလွဲဘူးမှန်တယ် သို့တော့လှေပေါ်တင်ထားမယ်ကဲအဲ့ဒီကြောက်ခဲကိုလှေပေါ်တင်ထားမယ်နှစ်သလားအဲ့ဒီကြောက်ခဲမနှစ်ဘူးအဲ့ဒါကိုကြည့်ပြီးတော့ကြောက်ခဲကရေထဲမနှစ်ဘူးလို့ကပြောလို့ရသလားလှေပေါ်ရှိနေတဲ့ကြောက်ခဲဘလို့နှစ်ပါမလားအဲ့ဒါကုသိုလ်ကလှေနဲ့တူတယ်ပေါ့နော်ကြောက်ခဲကအကုသိုလ်နဲ့တူတယ်ပေါ့နော်အဲ့ဒါကုသိုလ်တရားအာကောင်ကိုကလှုပ်ထားမယ်ဆိုရင်ဒီအကုသိုလ်ကအကျိုးပေးခွင့်မတားဘူးပြီးရင်ဘဝတစ်ခုမှာကိုကပညာဉာဏ်ကိုသစ္စာလေးပါးသိတဲ့အဆင့်ထိမြင့်တင်နိုင်မယ်ဆိုရင်အပေရောက်တဲ့အထိ ကိုမှားယွင်းခဲ့တဲ့စိုးသွမ်းတဲ့အကုသိုလ်တရားတွေအကုန်လုံးပါဖြစ်သွားမှာလို့အဟောတိကံဖြစ်သွားတယ်။ဟောအပေကြတဲ့အကြောင်းအဲ့ဒီမှာမရှိတော့ဘူး။နီလန်းတွေကအကုန်လုံးသူ့အတူပြည့်ပြည့်စုံစုံရှိနေတာဘာမှကြောက်စရာအကြောင်းမရှိဘူး။